ဒီ2025ခုနှစ်မေလ9ရက်တောက်ကြနေ့အတွက်ခொနည်းသားမိတွေအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့ The Emperor ဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ကန္တရာကို အထောက်ပံ့ပေးနေတယ်အခွင့်အကောင်းတွေပေးနေတယ်ကံကြောင့်အထောက်ပံ့ကောင်းရမယ်နေဖြစ်ပါတယ်အကြီးအကဲတွေကိုကူညီလိမ့်မယ်လူကြီးတွေနဲ့ပတ်သက်ပြီးအခက်အခဲတွေပြင်လဲသွားလိမ့်မယ်ဆရာဆန္ဒနေ စာရုပ်စာတမ်းတွေကိစ္စတွေရှောက်လွာကိစ္စတွေတန်ရုံးကိစ္စတွေပတ်စပို့ကိစ္စတွေနိုင်ငံခြားတော်ဝင်ကိစ္စတွေအောင်မြင်နိုင်မယ်ဒီလိုနည်းမျိုးမှာအရေးကြီးကိစ္စတွေတွေ့ဆုံရမယ်ဆိုရင်တော့နီးစပ်တဲ့တည်ရွတ်ရွတ်ကိုခုပြီးရင်းမွေးဆော့ဆောင်သွားလိုက်ခြင်းအပြင်ဒီနေ့အတွက်အရေးကြီးကိစ္စတွေ့ဆုံမှုတွေအားလုံးအထူးအောင်မြင်ပါလိမ့်မယ်ဒီနေ့မှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာရင်အတွက်ကတော့မာဘုတ်ပင်နိယတောက်ကြနေဖွားရာသာဘွားစာတာရှင်တွေဖြစ်ကြပါတယ် ရာဇရဲ့သဘောအရဩဇာအာဏာရှိကြသောရင်သွေးရတနာမျိုးဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်များ အလုံးတို့အတွက်ကုသိုလ်ရရလမ်းညွန်ပေးရမယ်ဆိုရင်တော့ဒီနေ့မျိုးမှာတက်ကြီးရွယ်အဖို့အဖွားတူကိုအဝိအထံစားတော့စီရနဲ့ဝိထုငွေကြီးစေဝါတို့ကိုဒါနပြုလိုက်ခြင်းအပြင်ဒီနေ့တအားလုံးမိမိအကျိုးစီးပွားကောင်းကျိုးချမ်းသာများစွာတို့ကိုရပါလိမ့်မယ်ခင်ဗျာထို့သူဒီနေ့မှာ အကျုပ်ပေးစိုးမိုးကဏ္ဍတွေကတော့၄ကဏ္ဍ၃ညကဏ္ဍဖြစ်ပြီးတော့ငွေကြေးကံအထူးကောင်းမှုအတွက်ဆိုရင်တော့စွန့်ကန်ကြွတဲ့ကိုရင်တွေဦးစင်းတွေကိုငပြောသီးမှဲ့လောင်းလို့ပြီးငွေကံကောင်းမှုအတွက်ဆူတောင်းလိုက်ပါခင်ဗျာစရုံးဆိုင်တွေကုန်းဆောင်ဆိုင်တွေလက်ဖက်ဆိုင်တွေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့စိုင်ရှိမျက်နှာသာကို ပေါက်ပေါက်ပွင့်လက်တဆုပ်ကျက်ပပလိုက်ခြင်းအပြင်လမ်းပွင့်ကံပွင့်ရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့လို့အတွက်ကတော့ဝါတူလေးတစ်စုံနဲ့ အယောင်ထိုင်းနေတဲ့ကွန်မြူစီကိုတို့ပြီးခောက်ပြီးရိုက်ပြီးရောင်းထုတ်ဖို့ဆူတောင်းနိုင်ခြင်းအပြင်သိသာသာအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့နေတဲ့သူတွေအတွက်ဓာတ်စာဖြစ်နေဒီလိုနှိမ့်မျိုးမှာလိမ်မော်သည့်အနှဲငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာ အခက်အခဲမရှိဖို့အတွက်ကတော့ဒီနှိမ့်မျိုးမှာ ကောင်းကျင်မောင်စွန်းမြတ်စွာဘုရားရှင်ကိုလှူဒါန်းခြင်းအပြင်အခြေမေတ္တာရဲ့အိမ်တော်ရေးကိစ္စတွေအစဉ်ပြေချုံးမွေပါလိမ့်မယ်ခင်ဗျာ